မင်္ဂလာပါရှင်။မိုးတောက်ချက်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီဇင်ဘာလ3ရက်နေ့အတွက်စဲဝင်စားဝယ်ကောင်းတဲ့တရင်အကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။တရုတ်တန်ဖိုင်ထဲမှာတော့မိုးကုံမျိုးနဲ့ပတ်သက်ပြီးတော့တရနယ်လီအဖွဲ့အကောင်းဆောင်တဦးဖြစ်တဲ့တာဖုံးကျော်က၎င်းတို့ကိုဝေဖန်သူတွေကိုဘယ်လိုမျိုးတုံ့ပြန်လိုက်တယ်လဲဆိုတာကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့မိုးတောက်ချက်နယ်ကို Subscribe နဲ့ Like ရန် Share လေးလုပ်ပေးပါအောင်ရှင်။ ပြည်တက်ချင်းရင်တအားလနဲ့ကင်အဖွဲတရနန်လေးက၎င်းတို့ယာယီထိန်ချုပ်ထားတဲ့မွေးကုံမျိုးနဲ့မိုးမိတ်ကိုပြန်လည်လွှဲပြောင်းပေးရတဲ့ပတ်သက်ပြီးတော့ NUG နဲ့ PDF အဖွဲတွေကိုအာပေဝင်ရဲ့ခံရသူတွေကတရနန်လေးအဖွဲကိုဝေဖန်ပြစ်တင်မှုတွေလှုံ့ဆော်ခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့ဂျာဝင်စီစံမှုတွေကြောင့်တရနန်လေးအဖွဲဟာ၎င်းတို့ယာယီထိန်ချုပ်ထားတဲ့မိုးကုံမျိုးနဲ့မိုးမိတ်မျိုးတွေကိုနိုင်ငံတော်အစိုးရထံပြန်လည်လွှဲပြောင်းပေးပြီး အပြည့်ခက်ရဲစဲဖို့အော်တိုဘာလကုန်ကာနီမှသဘောတူညီခဲ့ပါတယ်။နိုင်ငံတော်အစိုးရနဲ့ TNL အဖွဲ့အစည်းသဘောတူညီမှုတွေရရှိခဲ့ပြီးနောက်မကြာမီမှာပဲ NUG နဲ့ PDF အဖွဲ့တွေကိုအားပေးဝန်းရံခံရသူတွေက TNL အဖွဲ့ပေါ်လူသိရှင်ကြောင့်ဝေဖန်ပြစ်တင်မှုတွေလှုံ့ဆော်ခဲ့ပါတယ်။လက်ရှိချိန်မှာတော့ TNL အဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့တာဖုံကျော်ဟာ၎င်းတို့ဝေဖန်ပြစ်တင်လျက်ရှိနေတဲ့ ် NUG နဲ့ PDF အဖွဲ့တွေကိုအာပေဝင်းရဲ့ခင်ရသူတွေကို ပြန်လည်တုံ့ပြန်ဝေဖန်ခဲ့တယ်လို့သိရပါတယ်။တာဖုံးကျော်ဟာ၎င်းအတုံးပြောတယ်။ My Tea နဲ့ Amy ရဲ့ Facebook အကောင့်ကတဆင့်မွေးကုတ်တီကခေါင်းစဉ်တက်ထားတဲ့ post တင်ပြီးတော့ပြန်လည်တုံ့ပြန်ခဲ့တာလည်းဖြစ်ပါတယ်။တရနယ်လီအဖွဲ့ဟာ PDF အမေကန်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေကိုလက်တင်ပြီးတနက်တက်စင်ပြေခဲ့ရတဲ့အတွက်အမေရိကန်ဒေါ်လာဘီလီယံကြီးအကျွေးတင်ခဲ့ရတဲ့အကြောင်းကို ထဲ့သွင်းရှိတာထားသလို NUG အဖွဲ့ကဒီဒီခေါ်ခဲ့ပေမဲ့လက်တွေ့မှာတော့ NUG ဟာ PDF နဲ့ကောင်အဖွဲ့တွေနဲ့ပတ်သက်ပြီးထိရောက်တဲ့ကူညီပံ့ပိုးမှုမျိုးမလုပ်ဘဲခြာနင်းတာမျိုးတွေရှိခဲ့တာကိုရှင်းသားဖော်ပြထားပါတယ်။ဒါပြင်တာဖုံးကျော်ဟာ PDF အဖွဲ့တွေကိုကိုပိုင်းအစွမ်းအစာနဲ့မွေးကုန်မြို့ကိုပြန်လည်သိမ်းပိုက်နိုင်စွမ်းရှိရဲဆိုရင်လေသိမ်းပိုက်ပြဖို့လေစိန်ခေါ်စကားမျိုးထဲ့သွင်းရေးရာမျိုးတွေရှိနေပါတယ်။ TNL အဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့တာဖုံကျော်ကမိုးကုတ်မိုးမိတ်ပြန်ပေးလိုက်ရတဲ့အပေါ်နိုင်ငံရေးဖြာခင်းသူနဲ့ဘာမှမသိစေခြင်းသူတွေကိုရှင်းကျင်ပါတယ်။ပထမဆုံးတကယ်ပေးဆက်နေတာသူတွေကိုတောင်းပန်ချင်ပါတယ်။ရင်ထဲကလှိုက်လိုက်လေလေနာကျင်ရတာမို့အမှုအညွတ်တောင်းပန်ပါတယ်။တအောင်းနိုင်ငံရေးနဲ့ပန်းနိုင်တစ်ခုဟာမိုးကုတ်မြို့ကိုတအောင်းပြည်နယ်တဲပြန်ပအောင်ကြိုးပမ်းရေးဖြစ်တယ်။ရှင်းအရင်နှစ်ပေါင်းထောင်ချီတဲကတအောင်းလူမျိုးတွေတည်လာတဲ့မိုးကုတ် မောကူလင်းလင်းနဲ့ကြောက်ဟာတအောင်းလူမျိုးလက်ထဲပြန်ရောက်ရမယ်လို့ရည်မှန်ထားပါတယ်။အခုတော့လက်ထဲရောက်တဲ့ကိမုံကိုမစားရပဲပေါ့ချခံလိုက်ရတယ်လို့မျိုးအသေးကွက်ရပါတယ်။ကံမကုံသိရင်တော့စူးစားသူတွေရလဲရှိစေမြဲလို့ရှုံချပါတယ်။တစ္ဆာဖောက်လို့ပပက်ဆက်ဆက်ပြောသူတွေကိုတော်လိုက်နှလုံးသေးချပြန်သုံးသက်ပြီးအရှိတရားတွေကိုလက်ကင်ထားစီကြပါတယ်။မျိုးတော်လိုက်ရေးမှာ၁၀နှစ်ကျော်တိဆောက်ထားတဲ့အရေးမြစ်တွေနဲ့အကောင်းဆုံးပံ့ပိုးခဲ့တယ်။ ။လက်တုံးကျောင်းထောင်သူတွေကိုလာစဉ်ဆန်အိတ်ထောင်ချီကျွင်းဝေးမြစ်တင်လေးကျင့်ထားတယ်။သုံးလေးနှစ်ကာလအတွင်းမှာရဲဘော်အင်အားထောင်ချီပေးဆက်အရင်ပြုတ်ခဲ့တယ်။လက်နဲ့အကျွေးဒေါ်လာဘီလီယံချီအကျွေးတင်ခဲ့တယ်။အာနာရှင်နိုင်ငံကိုကောင်းတဲ့အတင်းဝင်တိုက်လို့ဦးကောင်းကသွေးချင်းနေရလို့တင်မလောက်ပဲ။ဗမာရီဒီတေးခေါ်လို့လိုက်မပါနိုင်ပေမဲ့မိရအရှိန်နဲ့လိုက်ဖို့ကြိုးပမ်းခဲ့တယ်။တကယ်တကယ်တက်တောင်ညာနှစ်ခွန်လို့တော့ဘယ်ဒီတေးကမှလက်တွေ့ပါမလားပဲနောက်ဆုံးကိုပဲအထီးကျန်ခဲ့ရတယ်။ ရွာကအိမ်သူတွေလည်းလေရင်ပုံးတန်တင်ကြရတယ်။ရှင်ဘက်တွေတပြန်ပြန်ခွဲအသက်နှလုံးတွေနာကျင်ရတယ်။ကြည်မရှိဘတ်ဂျက်မရှိသေးစားလူသူလည်းနှဲလာတော့မိုးကုတ်မိုးမိန်နဲ့ညှိပြီးအပြည့်ရရတယ်။ပွဲရမပြီးသေးဘူး။ဒါပေမဲ့အစဲတွေကစုံနှုံးလာတယ်။အိုကွယ်မင်းတို့ကိုကြွေးခဲ့လို့လူဖြစ်လာတဲ့သူတွေအနေနဲ့မိုးကုတ်ကိုပြန်သိမ်းတာမြင်ကျင်ဆန်းပါတယ်။တို့ကိုစဲလို့မောရင်နာနာပြီးစဲပြီးတော့စစ်အာဏာရှင်ကိုလည်းနာနာပြီးတိုက်ပါလိလို့ ၎င်းရဲ့ Facebook လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။တရားနယ်လေးအဖွဲ့ဟာနိုင်ငံတော်အစိုးရကိုမောကုံမျိုးပြန်လည်လွှဲပြောင်းပေးပြီးမောကုံမျိုးအုပ်ချုပ်ရေးလုပ်ငန်းတွေကိုပုံမှန်အတိုင်းပြန်လည်လက်ပတ်နိုင်အောင်ကူညီရမှာဖြစ်တဲ့အတွက်မောကုံမျိုးကိုဒုက္ခပေးလိုတဲ့ PDF နဲ့ကိုင်းအဖွဲ့တွေနဲ့ထိတိုက်တွဲဆောင်ရွေးရှိနေပါတယ်။မောကုံမျိုးနဲ့ပတ်သက်ပြီးတအောင်းပလောင်ကိုအာပေဝန်ရဲ့သူတွေနဲ့ NUG PDF အဖွဲ့တွေကိုအာပေဝန်ခံရသူတွေဟာ လူမှုကွန်ရက်တွေမှာအပြန်အလှန်ပွေပန်ပြစ်တင်မှုတွေပုံမှုဖြစ်ပွားလျက်ရှိနေတယ်လို့သိရပါတယ်။လက်ရှိချိန်မှာ PDF အဖွဲ့တွေအနေနဲ့ကိုစမ်းကိုစားရှိရဲဆိုရင်လက်တွေလောက်ပြစမ်းပါလို့လေတအောင်ပလောင်လူမျိုးအမျိုးသမီးတအူက၎င်းရဲ့ Facebook လူမှုကွန်ရက်ကတဆင့်ပြန်လည်တုံ့ပြန်ထားပါတယ်။ Channel Re Amen Amishe Facebook အကောင့်တစ်ခုကမေတ္တာစူးပါစေတဲ့လေမင်းတို့ရဲ့စူတောင်းတန်ကမင်းတို့သာတကယ်မရင်စူးမှာပေါ့တွေ့တဲ့လောက်တော့မင်းတို့ကြီးပဲကောင်းနေရ တောင်ပေါ်ကနေတအောက်ထိကလေးတငယ်ပမာလက်ဆွဲလမ်းပြခဲ့တာတွေကကြဆုံးပါစေမြတ်တာဆိုးပါစေဆိုတဲ့အရှာလက်ပေါ့တစ္ဆာဖောက်တယ်လို့အမည်မှတ်ရအောင်မင်းတို့သူတို့လက်နဲ့သွေးတဆက်တောင်ကြနေပြီလားထိခိုက်နေပြီလားကိုကန်ကြမာကိုကိုဖန်တေးရမယ်လေဘယ်လိုတွေဖြစ်လို့ဖျားမာလိုက်ပြီးကြိတ်နေရလဲနောက်ကျောကိုဓာတ်နဲ့ထိုးတယ်လို့ပြောရအောင်သူတို့နောက်ကျောကိုလည်းလှန်ကြည့်ပါအောင်အကြိမ်ကြိမ်အခါခါအထိုးခံနေရတဲ့အမာရွတ်တွေပြည့်လို့မင်းတို့လောက်ရင်မင်းတို့လုံနိုင်ပါတယ် မင်းတို့မှမလုပ်တာကိုငါတို့လုပ်တယ်ကွာဆိုပြီးပဲယုံအောင်နှောင်းနဲ့လာပြောလို့ရတယ်။လူဦးရေအရာနဲ့တွေ့ကြည့်ရင်မင်းတို့တွေကအလုံးမလုပ်ဘူး။တကယ်လုပ်နေရတဲ့သူကအတန်မထွက်ဘူး။အတန်ထွက်နေရကထောက်ပို့လေးလုပ်လိုက်။တိတယ်လို့လို့တော့တယ်လို့လို့နဲ့နိုင်ငံရေးအကြောင်းဝင်ပြောလိုက်။ဟိုလက်နဲ့ကင်ကိုချိန်ချောက်လိုက်။ဒီလက်နဲ့ကင်ကိုချိန်ချောက်လိုက်နဲ့လိုင်းပေါ်မှာနောက်ဆုံးမနိုင်တော့ဘူးလို့အခြေအနေမြင်လိုက်ရင်ကျွန်တော်နိုင်ငံရေးနားပြီးတော့ထောက်ပို့နားပြီးတော့အစတည်းကကိုကဘာမှမဟုတ်တဲ့ကောင်လေးကြီးပဲ။နိုင်ငံရေးတမအစ်မန်းဆိုတာ လိုင်းပေါ်တောင်မှတဖက်လူတွေကိုအပြစ်ပဲပြောနေလို့မရဘူး။ဥပမာမင်းသစ်တို့၊ဘကစင်ရော်တို့၊ဦးသိမ်းမြတ်တို့လိုမျိုးအဖွဲ့တိုင်းရဲ့အနာတရကိုသိရဲ။အုတ်ကြားကနေပေါက်လာတဲ့ကောင်တွေဟာကိုကုတ်ကိုဘာကောင်စီထနေလဲမသိဘူး။မင်းတို့စူတောင်းတိုင်းသာဖြစ်ရင်မအားလာလဲမင်းတို့ချိန်စာမင်းတို့စူတောင်းနေတယ်။ခရဲပြည်မှာစွတ်ပြုတ်ဖြစ်နေရောပေါ့။ဘာမှတိုက်စာမလို့တော့ဘူးလေမဟုတ်ဘူးလား။အဲ့လိုပြောပြန်တော့လေကျမပဲအစဲတောင်းတယ်လို့ဖြစ်သွားပြန်တယ်လို့ င်းရဲ့ Facebook လူမှုကွန်ရက်မှာရေးသားဖော်ပြခဲ့ပါတယ်။မိုးကုံးမြို့နယ်ပတ်သက်ပြီးလက်ရှိအချိန်မှာ PDF အမေကန်လက်နေကင်အဖွဲ့တွေနဲ့တောင်လက်နေကင်အဖွဲ့တရနံလီကြားမှာအငင်းပွားမှုတွေသဘောထားကွဲလဲမှုတွေရှိလာခဲ့ရ။ထိတိုက်တွေးဆမှုတွေပုံမှုဖြစ်လာပဲရှိတယ်လို့သုံးသပ်မှုတွေရှိနေပါတယ်။တရနလီအဖွဲ့ဟာမြန်မာအစိုးရရန်တရားပုံမှန်အနေထားရောက်တဲ့အထိမွေးကုံမျိုးနဲ့ပတ်ဝန်းကျင်ဧရိယာကိုလုံခြုံရေးယူထားပေးရမှာဖြစ်တဲ့အတွက် PDF အဖွဲ့တွေကမိုးကုံမြို့ကိုတိုက်ခိုက်လာမယ်ဆိုရင် PDF အဖွဲ့တွေနဲ့ TNL အဖွဲ့ကြာ CAA ထိတိုက်တွေ့လာပဲရှိရလို့သုံးသပ်မှုတွေရှိနေပါတယ်။ရန်လီမြို့တဝကနိုဝင်ဘာလ30ရက်နေ့ကမိုးကုံမြို့ကိုမြန်မာစစ်တပ်ရန်တန်းတွေဝင်ရောက်ပြီးချိန်မှာကြားခဲ့ရတဲ့လက်နက်ကြီးလက်နက်ငယ်တန်းတွေဟာ social media တွေမှာပြန့်နှံ့နေတယ်လို့မြန်မာစစ်တပ်နဲ့ PDF တွေတိုက်ပွဲဖြစ်ကြတာမဟုတ်ဘဲမိုးကုံဧရိယာမှာတက်ဆွဲထားတဲ့ PDF စခန်းတွေကို ပလောင်တွေကိုယ်တိုင် တိုက်ခိုက်ရှင်လင်းပေးနေကြတယ်လို့သိရပါတယ်။မြောက်ပြန်လေအေးနှင်းတီကျွေခြေဆုံခရင်ဝဲစူးဆိုင်လောင်မြိုက်မျက်ရည်အိုးမောကုတ်တောင်းပင်ရဲ့စကလုံးမရှိနိုင်တော့ပြီ။မြောက်ပြန်လေကအေးလိုက်လို့ပလောင်ကောင်းဆောင်တာဖုံးကျော်ကရှေ့သားခဲ့ပါတယ်။2025ခုနှစ်မှာမြမစစ်တက်တံပြန်ထိုးစစ်အောင်မှာပလောင်ဒီအလဲလဲနဲ့နောင်ချိုကြောင့်ပဲတီဘောမျိုးတွေလက်လွတ်ခဲ့ရပြီ။ပလောင်ဒေတာပဲစစ်ဦးလှည့်လာခြင်းမှာတရုတ်အစိုးရရဲ့အစီအစဉ်ပေးမှုနဲ့ မြန်မာစစ်တပ်ကိုယ်စားလှယ်နဲ့ပလောင်ကောင်းဆောင်တွေဟာ2025ခုနှစ်အောက်တိုဘာလ28ရက်နဲ့29ရက်နေ့တွေကတရုတ်နိုင်ငံကိုမင်းမြို့မှာတွေးဆောင်ဆွေးနွေးခဲ့ကြပြီးမြန်မာစစ်တပ်ရဲ့ပလောင်ဒေသထိုးစစ်တွေရပ်တန့်ပေးဖို့နဲ့မိုးကုံးနဲ့မိုးမိတ်ကိုမြန်မာစစ်တပ်စီပြန်လွှဲပေးဖို့သဘောတူအပြည့်ရက်လက်မှတ်ထိုးခဲ့ကြပါတယ်လက်မှတ်ထိုးခဲ့တဲ့သဘောတူညီချက်တွေကိုချင်းချင်းလင်းလင်းမထုတ်ပြန်ပေပလောင်မီဒီယာတွေမှာတရုတ်ပြည်အားဆိုတဲ့စကားလုံးတွေ့တွင်သုံးပြီး နှဲ့စားခဲ့ကြပေမဲ့မြမအစိုးရကိုမိုးကုံမြို့အုပ်ချုပ်ရေးရှမ်းတရာလုပ်ငန်းစဉ်အလုံးပုံမှန်အနေထိုင်းလျှောက်တဲ့အထိ PDF တွေရဲ့နောက်ရှံမှုကကာကွယ်ပေးရမယ်ဆိုတာကအတိအကအချက်ဖြစ်ပါဝင်ခဲ့ပါတယ်။ရတနာမြေမိုးကုတ်ကိုလက်မလွတ်ရှာဖို့ဤမျိုးစုံကြံစီခဲ့ကြပေမဲ့မြမစစ်တပ်ရဲ့အတားစီရနေရဲ့နိုင်ငံရေးစီရင်မဟာဗျူဟာအခင်းကျင်းနဲ့တရုတ်အစိုးရရဲ့အနေထားကိုရှိတ်စားမိပြီးဝဒေတာ UWSCC မှာနေထိုင်တဲ့ တာအိုက်ဖုံးတို့တာဖုံးကျော်တို့ကိုမြေတောင်မြောက်ပေးခဲ့တဲ့ပလောင်ကောင်းဆောင်တယောက်ဖြစ်တဲ့တာကျုတ်ကြားဟာပလောင်လက်နဲ့ကင်အဖွဲဆလဲရက်တည်နိုင်ဖို့အတွက်ကဘာမီးတောင်သားကောင်ခြာနေဖို့ဆုံးဖြတ်ခဲ့ရတယ်။ပလောင်ကောင်းဆောင်တာအိုက်ဖုံးနဲ့တာဖုံးကျော်တို့လည်းသူတို့ဆရာရဲ့ဆုံးဖြတ်ချက်ကိုရင်းနနာနဲ့လက်ခံခဲ့ရတယ်။စာချုပ်ပါသဘောတူညီချက်အရမိုးကုံမြို့ကိုလွှဲပြောင်းပေးပြီးမြမအစိုးရရန်တရာပုံမှန်အနေထားရောက်တဲ့အထိမိုးကုံမြို့နဲ့ပတ်ဝန်းကျင်ဧရိယာကို ပလောင်တွေကလုံခြုံရေးတာဝန်ရှုထားပေးရမှာမို့ PDF တွေနှောက်ရှက်လို့မရအောင်အချိန်ကာလတစ်ခုအထိမိုးကုန်းမျိုးတွေမှာပလောင်ရဲတချို့ရှိနေရအောင်မှဖြစ်တယ်လို့မျိုးပတ်ဝန်းကျင်မှာလည်းပလောင်လက်နဲ့ကင်တွေရှိနေရအောင်ပါပါ။ဒါမဲ့အချိန်ဒီမှာမြန်မာစစ်တပ်ဟာတရုတ်အစိုးရအပြည့်ရဲ့စောင့်ကြည့်ရေးအဖွဲ့နဲ့အတူပလောင်နဲ့ PDF တွေရဲ့အနေအထားကိုပွဲကြီးပြိသက်လို့စောင့်ကြည့်နေုံပါပဲ။မန္တလေး PDF မိုးကုန်းဗျူဟာနဲ့ပလောင်တွေဆရာနဲ့တပည့် အဖေနဲ့သားမှုကုံမှာဘလို့စကန်သွားကြမလဲလို့၎င်းရဲ့ Facebook လူမှုကွန်ရက်မှာရှင်းသားဖော်ပြခဲ့ပါတယ်။ဘလို့ပင်စုံနေစေကောင်မှု NUG အဖွဲ့လေ၎င်းရဲ့လက်အောက်ခံ PDF အဖွဲ့ရင်းနဲ့ပတ်သက်ပြီးတော့မျော်လင့်ချက်အမှားပေးုံကလွဲကောင်တာဝန်ယူခြင်းတာဝန်ခံခြင်းမျိုးမရှိရတဲ့ PDF အဖွဲ့ရရဲ့အနာဂတ်လာရဟာကားမုံမှုမရှိဘဲအသေးထွက်ထွက်ရမှာတည်ကြနေပါတယ်ရှင်။